ိုတမိလေးကတော့12တန်းပို့လို့ပေါ့နော်ခဏလေးနားရတယ်ဒီမြူနင်းတို့ဓာဝေးကတော့မနစ်ကပေါ့နော်17တန်းဟောရိုက်ထားတာပေါ့နော်အဲ့ဒါကိုဟိုမှာပင်းတရမှာသွားရိုက်ရတယ်ပင်းတရမှာတလခွဲလောက်ရိုက်ရတယ်เจ้าสาเลยตลอดเลยถี่ตาบ่เนาะอะล่ะพี่รอยางกုံมา2ละกวยหลอกยายได้อารมณ์มอง3ละหลอกยายได้หมูนี้เนี่ยถ่าบ่ล่ะวีโอบ่เนาะอะกูมะเนี่ย18เนี่ยเนี่ยซะปะไปบ่เนาะอาเป้จ่าบ่ตะมี้รอว่ารอซีรีส์อ่ะรอปาบาได้บ่เนาะโหว่า17ใบหลอกปาได้อะโลปုံสันမျိုး အခုကတော့ကလေးဆက်ကိုအရင်ပြနေတာပေါ့နော်သမီးလေးကြီးလာရင်ဟိုဟာမင်းသမီးရဲ့ဆက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှေ့ဟုတ်ကဲ့ဒါတော့နောက်ဆုံးရိုက်တဲ့ကားတွေပေါ့နော်ကြောညာကြီးပဲရိုက်နေတယ်ဟိုအခုကတော့လုံးဝခဏလေးတလတနစ်လုံးလုံးနားထားပါလေရှေ့ဟုတ်ကဲ့ဟုတ်ကဲ့ကြောင်းမြတ်12တန်းဆိုတော့လေသူ့ရဲ့ဘဝရဲ့မတွေ့သေးဟုတ်ကဲ့ရှေ့ဟုတ်ကဲ့ပြန်နေဟုတ်ကဲ့ဟိုပါပေါ့ ဟိုဟာခန်းနေကြတော့ဟိုဟာပေါ့မောင်နှမခန်းနေကြသူကတိတ်မရဘူးငယ်ဘဝလေးတွေပဲရိုက်တာများတယ်ဒါပေမဲ့ဟိုဟာထူးထူးခြားခြားပေါ့နော်ဟိုဟာမှာနေဆန်းရဲ့တမီဖြစ်ပေါ့နော်ဟိုဟာပေါ့နော်တစ္ဆာမဲ့တော့အဖြစ်မှာတော့တော်တော်လေးရိုက်လိုက်ရတယ်ပေါ့နော်အဲ့ကားလေးတော့ရှိပါတယ်အဲ့ကားလေးလည်းတော်တော်ပောက်ပါတယ်ဟုတ်ကဲ့ရှင့် ကဲဒီကတော့တញင်ရေလေဖရားရဲ့အရှိရာပေါ့နော်ရှေးဟောင်းဖရားပေါ့နော်ကြောက်ကြိုက်ပြတ်သက်ဖရားပါရှင်ဟုတ်ကဲဒီမှာပေါ့နော်ရှေးဟောင်းဖရားကြီးမို့မို့လို့ခြေတော်ရာရဲ့တံဆောင်းမှာဟိုဟာပွဲတရာကပ်ဖို့အစီအစဉ်ရှိပါတယ်စုပေါင်းပြီးတော့ပေါ့နော်ဟုတ်ကဲရှင်ဟုတ်ကဲဟုတ်ကဲဒါကတော့တတိယအကြိမ်ပေါ့နော်ပထမအကြိမ်ကတော့6လပိုင်းဝါပွဲ၄၀လာကတ်တယ်ဒိဋ္ဌာန်အောင်တဲ့အတွက်10လပိုင်းမှာ ဟိုဟာတရက်နေ့မှာပွဲတရာထပ်ကတ်တယ်ဒါဒုတိယအချိန်ပေါ့အခု17ရက်နေ့မှာပွဲတရာထပ်ကတ်တယ်တတိယအချိန်ဖြစ်သွားတာပေါ့နော်၃ချိန်ဒိဋ္ဌန်နေအောင်တော့လလာပြီးတော့ကတ်ရတာပေါ့ဖះရဲ့ခြေတော်ရတစောင်းမှာပါရှင်ဟုတ်ကဲ့ဟိုဟာပေါ့မမင်မိုးကဥဆောင်ပြီးတော့အရင်ကတော့ကားတစီပေါ့နော်အခုကကျတော့ဒိဋ္ဌန်နေအောင်တော့လူတွေကအကုန်လုံးဟိုအခမဲ့ဆိုတော့လူတိုင်းကလိုက်နိုင်ကြတာပေါ့နော်အဲ့ဒါမလို့ဒီနေ့ဟိုဒီတစ်ခါပွဲတရာကတ်တော့ လူတွေကအယမ်းများတော့ဒုတိယကားတစီဆင်ဆင်ရတယ်ဒုတိယကားတစီကတော့သမီးနတ်ခင်မေမြန်တို့ရဲ့အမှုပညာကြီးနဲ့ပေါ့နော်ရတဲ့အမှုပညာကြီးနဲ့အခုမြုံနင်းတို့ထာဝရဝေပြနေတယ်ပေါ့နော်သူ့ရဲ့ရိုက်ထားတဲ့အမှုပညာကြီးနဲ့မြမကတစီစီဆင်ပေးတာပေါ့နော်သမီးလေးအတွက်ပေါ့နော်ဟုတ်ကဲ့ရှက်ဟိုသမီးလေးကတော့12တန်းပို့လို့ပေါ့နော်ခဏလေးနားထားတယ်ဒီမြုံနင်းတို့ဓာဝေကတော့မနစ်ကပေါ့နော်17တန်းဝါရိုက်ထားတာပေါ့နော်အဲ့ဒါကိုဟိုမှာပင်းတရမှာသွားရိုက်ရတယ်ပင်းတရမှာတလခွဲတော့ရိုက်ရတယ် ကျောင်းစာလည်းတော်တော်လေးထိတာပေါ့နော်အဲ့ဒါပြီးတော့ရန်ကုန်မှာ2လခွဲလောက်ရရတယ်အားလုံးပေါင်း3လလောက်ရရတယ်မြို့နေနဲ့တော့ဒါပေါ်လာဝင်ဘူးပေါ့နော်အခုမနေ့က16ရက်နေ့ကစပြပြီပေါ့နော်အပေးကြပါဦးတမီးတော့ကတော့စီးရီးယားတော့ပါပါတယ်ပေါ့နော်ဟိုဟာ17ဘိုင်းလောက်ပါတယ်အဲ့လိုပုံစံမျိုးအခုကတော့ကလေးဆက်ကိုအရင်ပြနေတာပေါ့နော်တမီးလေးကြီးလာရင်ဟိုဟာမင်းသမီးရဲ့ဆက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ဒါတော့နောက်ဆုံးရိုက်တဲ့ကားတွေပေါ့เนาะကြောညာကြီးပဲရိုက်နေတယ်ဟိုအခုကတော့လုံးဝခဏလေးတက်လာတနစ်လုံးလုံးကိုနားထားပါလေဆက်ဟုတ်ကဲ့ဟုတ်ကဲ့ကြောင်းမြတ်12တန်းဆိုတော့လေသူ့ရဲ့ဘဝရဲ့ဟုတ်ကဲ့ဟုတ်ကဲ့23ရက်နေပေါ့เนาะသူ့ရဲ့ pressure လေးရှိပါတယ်ဟိုဟာပေါ့เนาะဟိုဟာစကော့စီးရှေ့ရပေါ့เนาะတိုင်းဟိုဟာပေါ့ဂျွမ်းချင်း City Mall မှာရှိတယ်ပေါ့เนาะအဲ့အဲ့ရဲ့3လမှာဟိုဟာဟိုဟာရုပ်ရှင်ရုံမှာပေါ့เนาะအဲ့မှာ ပြတာဟိုပါပေါ့ပရရှူလေးရှိပါတယ်လာဖို့လဲဖိတ်ခေါ်ပါတယ်ပေါ့နော်အဲ့မှာဟိုပါပေါ့မင်းသမီးအဲ့ညူနင်းလို့ထာဝရဝေမှာပါတဲ့မင်းသားတွေမင်းသမီးတွေအကုန်လုံးလာကြမှာပေါ့နော်โอเคရှင်းသူကတော့တနစ်ခွဲကြော်ကြော်လောက်ပြကြသွားတယ်ဘာဖြစ်လို့လဲဆိုတော့အမှန်တော့ဒီနှစ်ကိုဟိုပါပေါ့နော်ဇန်နဝါရီတရက်ပြဖို့လုပ်ပင်နဲ့သူကညူနင်းလို့ထာဝရဝေဆိုတဲ့အတိုင်းပေါ့နော်သူကစောင်းတွဲမှာပြဖို့ပြန်စီစဉ်လိုက်တာ ပြီးတာတော့တလပိုင်းနဲ့ပြီးနေပြီ တို့တီးဖြတ်တာတွေပေါ့เนาะဒါပေမဲ့ तू ကစောင်းတွင်းလေးကိုပြချင်လို့တို့ကစောင့်နေတာပေါ့เนาะအဲ့ဒါမလို့အခုစောင်းတွင်းရဝင်ပြီလေအေးအဲ့ဒါမလို့တို့စောင်းတွင်းမှာပြဖို့အတွက်အခု23ရက်ဟိုဟာ18ရက်နေ့ကစပြနေပြီပေါ့เนาะအဲ့ကားလေးကတော်တော်ကောင်းပါတယ်မင်းသားတွေမင်းသမီးတွေရောဝါရဲမင်းသားတွေရောမင်းသမီးတွေရောပြီးရင်ရဲအောင်လို့လည်းပါတယ်ပေါ့เนาะအဲ့မှာတော်တော်လေးကောင်းပါတယ်ဇလန်းလေးကတော့တော်တော်လေးကိုကောင်းပါတယ်ဟိုပြီးရင်တပီးလေးကတော့ဟိုဟာပေါ့မင်းသမီးငယ်ဘဝလေးပေါ့เนาะ ကြီးလာတဲ့မင်းသမီးတွေကလည်းတော်တော်ကောင်းပါတယ်အားပေးကြပါဇလန်းလေးကတော့ဟိုဟာလေးပေါ့ grandma လေးပေါ့နော်တော်တော်လေးကောင်းပါတယ်ရှင့်အော်မတွေ့သေးဟုတ်ကဲ့ရှင့်ဟုတ်ကဲ့ပြန်နေဟုတ်ကဲ့ဟိုဟာပေါ့ဟိုဟာခန်းနေကြတော့ဟိုဟာပေါ့မောင်နှမခန်းနေကြတော့သူကတိတ်မရဘူးငယ်ဘဝလေးတွေပဲရိုက်တာများတယ်ဒါပေမဲ့ဟိုဟာထူးထူးခြားခြားပေါ့နော်ဟိုဟာမှာနေဆန်းရဲ့သမီးဖြစ်ပေါ်တော့ဟိုဟာပေါ့နော်တစ္ဆာမဲ့တော့အဖြစ်မှာတော့ ော်တော်လေးရိုက်လိုက်ရတယ်ပေါ့နော်အဲ့ကားလေးတော့ရှိပါတယ်အဲ့ကားလေးလည်းတော်တော်ပောက်ပါတယ်ဟုတ်ကဲ့ရှင့်သွားတော့ဟွာပေါ့ဆင်းရဲသူလေးပြစ်သွားသမီးလေးရဲ့မျက်နှာပေါ့နော်တထေးကန်နေရိုက်လို့မရဘူးသွားဟွာပေါ့ဆင်းရဲသားနဲ့သူ့ character နဲ့ကအရန်လိုက်တယ်ပေါ့နော်အဲ့ဒါတော့ဒါရိုက်တာတွေနဲ့ဟိုပရိတ်သတ်တွေပြောတဲ့စကားပေါ့နော်သူတထေးကန်ကြရင်သူ့ကိုအပိမတ်လူတိတ်မရှိကြဘူးအဲ့လိုပေါ့ဒါရိုက်တာအဲ့အဲ့ဒီဥစ္စာကလည်းကာယံလွဲမြတ်တာရဲ့ဟိုဟာအဆက်ကလေးပေါ့နော်အဲ့ဒါရိုက်တာကလည်းအဲ့ဒီ ကို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 ဝင်းကလည်းအဲ့ကားမှာရိုက်တဲ့ဒိုင်တာလည်းတမီးလေးကိုအဲ့ခန်းနဲ့လိုက်မယ်ဆိုပြီးတော့အရှိခန်းမှာအရန်တမီးလေးကပေါက်သွားတယ်အဲ့ကားလေးကလေအခုကကျတော့မြူနင်းတို့ထာဝရလေးလည်းဒီလိုပုံစံဇက်ကလေးနဲ့တမီးလေးလိုက်တဲ့အတွက်ကိုကိုဝင်းတို့ကဒီဥစ္စာအတွက်ကိုအင်တာအင်တာတွေအရန်ပြူရပါတယ်ကလေးတွေအများကြီးပေါ့နော်အဲ့ထဲအဲ့ထဲမှာတမီးလေးပါသွားတယ်မမတ်ရရတော့ပင်းတရမှာဘာလို့ဆိုတော့သူကတထဲအိမ်မရောက်ခင်မှာသူကဆင်းရဲတာပေါ့နော်အဲ့ကြတော့ သမီးကအရန်သားဖြူတော့မျက်နှာကိုအရန်ချရတယ်အညိုနဲ့တော့ချလို့မရဘူးအမနဲ့အမဲတွေနဲ့တုတ်တုတ်ပြီးတော့မှချလိုက်တာပေါ့အဲ့ဒီမှာချိုပြုံးကလာခေါ်ွားတဲ့စင်းကတော့မမရရပေါ့လက်တရောအကုန်လုံးဟိုစင်းရဲတူနဲ့တူအောင်ပေါ့တဒံတုတ်တယုတ်တူအောင်လို့ဆိုပြီးတော့လောက်ရတာပေါ့နော်အဲ့မှာကိုကိုဝင်ကလည်းပြအဲ့ကားထဲမှာကြတော့ကြကြက်ဆိုတဲ့ခွေးလေးရတော့တကယ်တော်ပါတယ်ကလေးရလေအဲ့ကြကြက်ဆိုတဲ့ခွေးလေးပေါ့နော်အဲ့ခွေးလေးလည်းပါပါတယ်ပေါ့နော